ဒါမဲ့သတင်းဌာနတော်တော်များများအနေဒီကိစ္စကိုပြန်ပြီးစစ်ကြည့်တဲ့အခါမှာတော့ Doge ဘက်ကပြောဆိုနေတဲ့ဒေါ်လာ55ဘီလီယံဆိုတာအစမတန်ဖောင်းပွားလွန်နေတယ်ဆိုပြီးတော့ MSNBC သတင်းဌာနကနေတင်ဆက်သွားတာပါအခုနောက်ဆုံးသတင်းတွေအရာအမေရိကန်အစိုးရသူတို့ရဲ့အရန်အရေးကြီးပြီးတော့ထိလွယ်ရှလွယ်ရှိတဲ့ data တွေကို AI စနစ်ကိုတုံးပြီးတော့စီမံခန့်ခွဲရောမယ်ဆိုတဲ့သတင်းတွေလည်းထွက်လာနေပါတယ် ဆိုတော့ဒီအစီအစဉ်ရဲ့နောက်ွယ်မှာကျွန်တော်အားလုံးသိကြတဲ့အတိုင်းပဲ Elon Musk ရဲ့ Doge အဖွဲ့ကကြိုးကင်နေတာဖြစ်ပါတယ်။ဆိုတော့ဒီ AI နည်းပညာတွေကြောင့်မကြာခင်မှာအစိုးရဝန်ထမ်းပေါင်းများစွာရဲ့နေရာကို AI ကအစားထိုးပြီးဝင်ရောက်လာနိုင်ပြီးတော့အစိုးရရန်တရားတစ်ခုလုံးရဲ့လေပတ်ပုံတွေကိုအခြေခံကြကြပြောင်းလဲပြစ်နိုင်တော့မယ်လို့ဆိုပါတယ်။ဒီကိစ္စကိုကြားလိုက်မိရင်တော့ science fiction ရုပ်ရှင်တွေထဲကဇလန်းတပုတ်လိုပါပဲ။ဒါမဲ့ဒါတကယ်ဟုတ်ဖြစ်လာနိုင်ခြေရှိတဲ့အခြေအနေတစ်ခုပါ။ ဘာလို့လဲဆိုတော့ Elon ရဲ့ Doge အဖွဲ့ကနေဒီကိစ္စတွေကိုအကောင့်ထယ်ဖို့ဖို့စတင်လှုပ်ရှားနေပြီမှုလို့ပါ အရေးကြီးတာတစ်ခုကတော့ data man AI တွေလိုမျိုးအစမ်းသက်ခံလို့ရတဲ့အဆင့်မျိုးမပါဝင်ပါဘူး။ဒါနိုင်ငံတစ်ခုရဲ့အစိုးရလုပ်ငန်းလေပတ်မှုကိုကြောရိုးတစ်ခုလုံးကိုစားထိုးရမှာဖြစ်တဲ့အတွက်တတိကြီးကြီးထားပြီးတော့မှလှုပ်ဆောင်ဖို့လိုအပ်တာဖြစ်ပါတယ်။ American ဆိုတာကလည်းကမ္ဘာအူဆောင်နိုင်ငံတစ်ခုဖြစ်တာကြောင့်မို့လို့သူတို့ရဲ့ဆုံးဖြတ်ချက်တွေကကမ္ဘာလုံးပေါ်မှာတက်ရောက်မှုတွေရှိနိုင်ပါတယ်။ တစ်ဖက်မှာကြည့်ရင်တော့အစိုးရရန်နေရာတွေဟာမကြုံစဖူးထိရောက်မြန်ဆန်သွားနိုင်ပါတယ်။ဒီအကြောင်းအသေးစိတ်တွေကိုတော့ဒီနေ့ဗီဒီယိုထဲမှာမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးတော့ဖို့ရှိနေပါတယ်။မိတ်ဆွေများအလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Elon ရဲ့ Doge အဖွဲ့ကိစ္စကို Washington Post သတင်းစာကြီးကလည်းအသေးစိတ်ဖော်ပြထားပါတယ်။ သူတို့တည်င်းအရဆိုရင်တော့ဒီဒိုးရှက်ဖွဲ့ကလက်ရှိကာလထဲမှာတည်းကအစိုးရအသုံးစရိတ်တွေကို AI သုံးပြီးတော့ခွဲခြမ်းစိတ်ဖြာနေပြီလို့ဆိုပါတယ်။ဘယ်နေရာတွေမှာကုန်ကျစရိတ်တွေရှော့ချလို့ရမလဲဆိုတာကို AI နဲ့ရှာဖွေနေကြတာပါ။ဒီလောက်ကတော့တိတ်ထူးဆန်းအောင်မယ်လို့မထင်ပါဘူး။ဘာလို့လဲဆိုတော့အခုခေတ်မှာ AI ကိုဘန်နာရေးကျမ်းမာရေးပညာရေးလုပ်ငန်းတွေမှာမိတ်ဆွေတို့ကျွန်တော်တို့ကိုယ်တိုင်အောင်မှသုံးနေကြရတာကြောင့်ပါ။ဒါမဲ့စိတ်ဝင်စားဖို့ကောင်းတာအခုမှစမှာပါ။ AI ကလူသားဝန်ထမ်းတွေကိုကူညီပေးရုံတသက်မဟုတ်တော့ဘဲနဲ့အဲ့ဒီဝန်ထမ်းအများစုကို AI နဲ့လုံးဝအစားထိုးပစ်ဖို့ဆိုတာပါ။ Doge အဖွဲ့ရဲ့လှုပ်ဆောင်မှုတွေကိုစောင့်ကြည့်နေတဲ့အစိုးရအရာရှိတဦးက Washington Post ကိုဗာပြောသွားလဲဆိုတော့ Elon ရဲ့အန်နီမရှိမှန်းချက်ဟာလူသားလှုပ်သားအင်အားစုကို AI နဲ့အစားထိုးဖို့ပဲလို့ဆိုပါတယ်။အစိုးရဝန်ထမ်းအရေအတွက်အများကြီးနဲသွားမယ်ပြီးတော့အမြင့်ဆုံးအဆင့်တွေမှာတော့ AI ရဲ့ဆုံးဖြတ်မှုတွေပိုများလာမယ်ဆိုတဲ့သဘောပါ ဒီစီစဉ်ကတော်တော်ပြင်းထန်တယ်လို့ထင်ရပေမဲ့ဒီလိုအပြောင်းလဲတွေဆိုတာတကယ်လို့အပ်တယ်လို့အဲ့လိုလှုပ်ချင်ခဲ့တဲ့သဘောထားမျိုးတွေလည်းအရင် Trump အစိုးရတက်တန်းမှာတည်းကရှိခဲ့မှုပါတယ်။ဥမာအစိုးရရဲ့အငြင်းရန်ဝန်ထမ်းထောင်ပေါင်းများစွာကိုဖယ်ရှားခဲ့ပြီးတော့အစိုးရဌာနတွေကိုသူ့ရဲ့မူဝါဒနဲ့ကိုက်ညီအောင်ပြန်လည်ဖွဲ့စည်းခဲ့မှုပါတယ်။ဒါမဲ့လူတွေကိုနေရာရွှေ့ပြောင်းတာအပြောင်းလဲလုပ်တာမျိုးတွေလုပ်ခဲ့ပေမဲ့ AI နဲ့ဆိုရင်တော့ဒီလိုအပြောင်းလဲတွေအများကြီးကိုချက်ချင်းလန်ငယ်မြင်တွေ့လာနိုင်ပါတယ် ဆိုလိုတာအနာဂတ်မှာခေါင်းဆောင်တယောက်ကဝန်ထမ်းတွေကိုအသိခံတာအဟောင်းထုတ်တာတွေလုပ်နေမယ်အစားကွန်ပျူတာရဲ့အယ်ဂိုရသမ်တစ်ခုကိုပြင်လိုက်ရုံနဲ့အစိုးရဌာနတစ်ခုလုံးရဲ့လုပ်ငန်းလေပတ်ပုံတွေကိုချက်ချင်းပြောင်းလဲပြနိုင်စွာရှိလာတော့မှာပါတချို့ကဘလို့တွေတောင်ပြောနေလဲဆိုရင်ဒါသမရတယောက်ကအစိုးရဌာနတွေကိုရှင်းလင်းရေးလုပ်ဖို့လိုအပ်မဲ့နောက်ဆုံးသောအကြိမ်ဖြစ်သွားနိုင်တယ်လို့ဆိုကြပါတယ် တို့ပြောတာလည်းမမှားပါဘူးအဓိကလုပ်ငန်းတွေကဒါ AI ကထိန်းချုပ်လဲပတ်နေပြီဆိုရင်ကွန်ပျူတာ update တစ်ချက်လုပ်လိုက်ုံနဲ့တင်အစိုးရရဲ့အထောက်ပံ့ကိစ္စတွေစုံစမ်းစစ်ဆေးရေးကိစ္စတွေနဲ့ဥပဒေတွေကိုဘလို့အာဏာတီအောင်လုပ်မယ်ဆိုတဲ့ viewer တွေအထိပါချက်ချင်းပြောင်းလဲတတ်မှတ်လာနိုင်တော့မှာမဟုတ်လို့ပါဒီနေရာမှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကဘာလဲဆိုတော့ Donald Trump ရဲ့ social media post တစ်ခုအကြောင်းပါ ။သူဘာပြောသွားလဲဆိုတော့အီလွန်ကအလုံကောင်းကောင်းလုပ်နေပါလေ။ဒါမဲ့သူ့ကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်လုပ်စေချင်တယ်။မှတ်ထားပါငါတို့မှာကယ်တင်ရမယ့်နိုင်ငံတစ်ခုရှိတယ်။ဒါမဲ့အဆုံးစွန်မှာတော့ဒါကိုအရင်အထက်ပို့ပြီးကြီးကြပ်ခန်းနားလောင်လုပ်ဖို့ပဲလို့ဆိုပါတယ်။ဆိုတော့သူကအီလွန်လုံနေတာတွေကိုသဘောကျတယ်ပိုတောင်လုံစေခြင်းသေးတယ်ဒါကနိုင်ငံကိုကဲတင်ဖို့ပိုပြီးကြီးကြပ်ခန်းနာလောင်လုပ်ဖို့ပဲဆိုပြီးတော့ထောက်ခံသွားတာတွေ့ရပါတယ် ဒါမဲ့တခုရှိတာအစိုးရထဲမှာ AI နေတုံးနေဆိုတာလုံးဝအတစ်ကြီးတော့လည်းမဟုတ်ပါဘူး။ဥပမာ Biden အစိုးရလက်ထက်မှာတော့ AI application ပေါင်း2000ကျော်လောက်ကိုဌာနအသီးသီးမှာအသုံးပြုဖို့လှုံ့ဆော်ခဲ့တာတွေရှိခဲ့ပါတယ်။ FEMA လို့ခေါ်တဲ့ Federal အရေးပေါ်စီမံခန့်ခွဲ Agency ဆိုရင်တဘာဝဘေးရန်တွေကြောက်ရောက်နေတဲ့နေရာတွေမှာပျက်စီးဆုံးရှုံးမှုတွေကိုခံမှန်းဖို့ AI ကိုတုံးတယ်။ Medicare နဲ့ Medicaid လိုမျိုးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကလည်းငွေတောင်းခံလွှာတွေမှာလိန်လယ်မှုတွေရှိမရှိစစ်ဆေးဖို့ AI တွေကိုသုံးခဲ့ပါတယ်။အရေးကြီးတဲ့အချက်ကတော့အဲ့ဒီစနစ်တွေအားလုံးဟာလူသားဝန်ထမ်းတွေကိုကူညီပေးဖို့ဒေတာတွေအများကြီးကိုမြန်မြန်ဆန်ဆန်စီမံခန့်ခွဲနိုင်ဖို့ပဲရည်ရွယ်ခဲ့တာပါအခုနောက်ပိုင်းကတော့အဲ့ဒါနဲ့လုံးဝကွဲပြားခြားနားပါတယ် AI တွေကကူညီဖို့တည်းမဟုတ်ဘဲနဲ့လူတွေကိုလုံးဝအစားထိုးပစ်ဖို့အထီတော့ရည်ရွယ်နေပုံရပါတယ် ဒါတကယ်ကိုကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုပါပဲ။ဒီနေရာမှာကွယ်ဝှက်နေတဲ့အန္တရာယ်တစ်ခုတော့ရှိပါတယ်။ဘာလဲဆိုတော့ AI တွေက data တွေကိုစီမံခန့်ခွဲရုံနဲ့မဟုတ်ဘဲနဲ့အဲ့ဒီ data တွေပေါ်မူတည်ပြီးတော့ဆုံးဖြတ်ချက်တွေချမှတ်တယ်ဆိုတာပါ။အစိုးရလုပ်ငန်းတွေမှာဒါအင်မတန်အရေးကြီးတဲ့ကိစ္စပါ။အထူးသဖြင့်အမေရိကန်လိုကမ္ဘာဦးဆောင်နိုင်ငံတစ်ခုရဲ့ဆုံးဖြတ်ချက်ကကမ္ဘာနိုင်ငံအသေးသေးကိုရိုက်ခတ်စေတာမို့လို့ပို့ပြီးတော့မှအရေးကြီးပါတယ် ဒီလိုစဉ်းစားကြည့်လိုက်ပါကွန်ပျူတာတွေကိုရိုက်ထည့်လိုက်တဲ့ prompt တစ်ခုတည်းနဲ့တင်နိုင်ငံတချို့အတွက်အထောက်ပံ့တွေရဖို့ပိုလွယ်သွားစေနိုင်တယ်လို့တချို့အတွက်တော့လုံးဝပိတ်ပင်တားဆီးပစ်လိုက်လို့ရပါတယ်လူဝင်မှုကြီးကြပ်ရေးဌာနတွေကို AI အတွက်ချက်ပေးတဲ့ risk score ပေါ်မူတည်ပြီးတော့လူတချို့ visa ပြန်သိမ်းတာမျိုးတွေအထိရှိလာနိုင်ပါတယ်ပုံမှန်အားဖြင့်ဆိုရင်ဒီလိုမူဝါဒအပြောင်းလဲရေးတွေလုပ်ဖို့လာပေါင်းများစွာအခြေတင်ဆွေးနွေးမှုတွေပြည်သူလူထုရဲ့စောင့်ကြည့်ဝေဖန်မှုတွေနဲ့ဥပဒေပိုင်းဆိုင်ရာကြီးကြပ်မှုတွေလိုအပ်ပါတယ် ဒါမဲ့ AI နဲ့ဆိုရင်တော့ဒီအပြောင်းလဲတွေအားလုံးကိုစက္ကန့်ပိုင်းအတွင်းမှာအကောင့်ထဲပေါ်ပြနိုင်ကြလေရှိနေပါတယ်ဒီနေရာမှာနောက်ထပ်စိုးရင်စရာအချက်တစ်ခုလည်းရှိလာပြန်ပါပြီ။အဲ့ဒါဘာလဲဆိုတော့ AI နဲ့ပြည့်ပြည့်စုံခြင်းမရှိသေးဘူးဆိုတာပါ။ AI ဆိုတာကသူ့ကိုတင် जा ပေးထားတဲ့ data တွေ၊သူ့ကိုရေးဆွဲဖန်တီးတဲ့လူတွေရဲ့ဗလိုက်မှုတွေကိုပြန်ပြီးတော့မှထင်ဟပ်စေနိုင်ပါတယ်။ဒါတွေကဒီအတိုင်းစိတ်ကူးရင်ပြီးပြောနေတာမဟုတ်ပါဘူး။ AI နဲ့ရလုပ်ငန်းတွေပဲအများအပြားမှာခွဲခြားဆက်ဆံတဲ့ဆုံးဖြတ်ချက်တွေချခဲ့မိတယ်ဆိုတာကိုလက်တွေ့ဖြစ်ခဲ့ပြီးသားကိစ္စပါအမှ2018တုန်းက Amazon Company ဆိုရင် သူတို့ရဲ့အလုပ်ခန့်တဲ့ AI စနစ်ကိုဖျက်သိမ်းခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီ AI ကအမျိုးသမီးတွေထက်အမျိုးသားတွေကိုအလိုအလျောက်ဦးစားပေးရွေးချယ်နေလို့ပါ။ ောက်ပြီး ProPublica ဆိုတဲ့သတင်းဌာနတစ်ခုရဲ့ဖော်ပြချက်အရဆိုရင်ရာဇဝတ်မှုတရားစီရင်ရေးမှာတုံးတဲ့ AI စနစ်တွေဟာလူမဲတရားခံတွေကိုအန္တရာယ်များသူတွေအဖြစ်နဲ့မှားယွင်းတတ်မှတ်နိုင်ခြင်းပိုများနေတာကိုတွေးခဲ့ရတယ်လို့ဆိုပါတယ်။အလောက်ခန့်နာတို့တရားဥပဒေစိုးမိုးရေးတို့မှာတော့ AI ကဘတ်လိုက်နိုင်နေဆိုရင်အစိုးရဌာနတွေကို DAI တွေကဥဆောင်လဲပတ်လာတဲ့အခါဘာတွေဖြစ်လာနိုင်မလဲဆိုတာစဉ်းစားကြည့်စရာကောင်းပါတယ်။သို့ပေမဲ့လည်းတကယ်တမ်းပြောရရင်အမေရိကန်အားတောင်နောက်ကျနေပြီလို့ပြောနိုင်ပါတယ်။ တရုတ်ဆိုရဆိုရင် AI နဲ့မောင်းနှင်တဲ့အုပ်ချုပ်ရေးစနစ်တွေကိုတီထွင်အသုံးပြုနေကြပါပြီ။အလိုလျောက်စနစ်တွေနဲ့ပြည်သူတွေကိုစောင့်ကြည့်တာအရင်အမြင့်တွေခွဲဝေချထားတာမျိုးတွေလှုပ်ဆောင်နေပါတယ်။ဆိုတော့ AI တွေကအစိုးရတွေကိုအရင်အထက်ပို့ပြီးတော့မှထိရောက်တိကျအောင်လုပ်ပင်နိုင်မှုအတွက်လည်းမရှိမဖြစ်လိုအပ်ပါတယ်။ဒါကြောင့်အခုလက်ရှိကာလမှာတော့အစိုးရရန်နေရာတွေမှာဝန်ထမ်းတော်တော်များများကို AI နဲ့အစားထိုးဖို့ဆိုတဲ့ကိစ္စဟာတကယ့်ကိုအခြေအတင်ဆွေးနွေးညှင်းခုန်နေကြတဲ့အဓိကအကြောင်းအရာကြီးဖြစ်လာနေပါတယ်။ ဒီပေါ်မှာမိတ်ဆွေတွေသုံးသက်ချက်အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်